အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီဗီဒီယိုလေးကတော့ကြောက်စိမ့်ပညာကိုလေ့လာနေတဲ့မိတ်ဆွေတွေနဲ့ပြီးတော့ကျွန်တော်တို့ဒီကြောက်စိမ့်ပညာကိုသင်တန်းအတွက်ကိုစုံစမ်းနေတဲ့မိတ်ဆွေများအတွက်တရင်ကောင်းလေးတစ်ခုကိုကျွန်တော်ကဒီနေ့ sharing လုပ်ပေးချင်ပါတယ်အဲဒါကဘာလဲဆိုတော့ကျွန်တော်တို့ဒီကြောက်စိမ့်ပညာကိုလေ့လာနေတဲ့သူပဲဖြစ်ပါစေကြောက်စိမ့်ပညာကိုသင်တန်းတက်ရှင်တဲ့သူပဲဖြစ်ပါစေပေါ့နော်မိတ်ဆွေတို့အဓိကတည်တင်တည်တိုက်တဲ့အရှက်လက်တွေကိုကျွန်တော်ကဒီနေ့ရှင်းပြပေးမှာဖြစ်ပါတယ် ကျွန်တော်ရှင်းပြခဲ့တဲ့အချက်အလက်တွေကိုမိတ်ဆွေတို့ကလေ့လာလိုက်မယ်အဲ့ဒီအရာတွေကိုနားထောင်ပြီးတော့မှတ်သားထားမယ်ဆိုရင်မိတ်ဆွေတို့ကြောက်သိမ်းပညာကိုလုတ်ကင်တဲ့နေရာမှာလည်းအသုံးဝင်မယ်တကယ်လို့မဟုတ်ဘူးကိုကသင်တန်းတက်မယ်ဆိုရင်လေကိုတက်မဲ့သင်တန်းမှာသင်တန်းဆရာကိုကျွန်တော်အခုသင်ပေးလိုက်တဲ့အချက်တွေကျွန်တော်အခုရှင်းပြလိုက်တဲ့အချက်တွေကိုမိတ်ဆွေတို့ကမေးမြန်းပြီးတော့ဒါအဲ့ဒီအချက်လက်တွေပါမှာလားဗောနော်အဲ့ဒီအချက်လက်တွေပါမယ်ဆိုရင်အဲ့ဒီသင်တန်းကိုတက်ဖို့ရွေးချယ်လို့ရတယ် ကျွန်တော်ပြောတဲ့အချက်အလက်တွေမပါဘူးဆိုရင်တော့မိတ်ဆွေတို့အဲ့ဒီသင်တန်းမျိုးကိုမရွေးချယ်သင့်ပါဘူး။ဒါကြောင့်လဲဆိုရင်ကျွန်တော်တို့ကြောက်စိမ်းမှာမဖြစ်မနေလေ့လာရမယ့်အချက်တွေရှိပါတယ်။မဖြစ်မနေတိကိုတိထားရမယ့်အချက်တွေရှိပါတယ်။အဲ့ဒီဟာတွေကိုကျွန်တော်ကကြောက်စိမ်းဒီနေ့ကြောက်စိမ်းနဲ့ပတ်သက်ပြီးတော့လုံးစုဖြတ်တာအလျှော့တယ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကအခြေခံကြတဲ့အဓိကကြတဲ့အချက်တွေကိုဒီဗီဒီယိုလေးမှာကျွန်တော်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကြောက်စိမ်းပညာလေ့လာနေတဲ့မိတ်ဆွေများ ချောက်စင်းကိုတင်တဲ့တင်တဲ့အတွက်ကိုစုံစမ်းနေရမိတ်ဆွေတွေတင်တဲ့တက်ရှင်နေဆိုတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်ကဒီဗီဒီယိုလေးနဲ့ရှင်းပြပေးလိုက်မှာဖြစ်ပါတယ်ဒီဗီဒီယိုနားထောင်ပြီးတော့မိတ်ဆွေများဝူးဒူးသားရမယ်လို့လည်းထင်ပါတယ်အဲကျတော့ကျွန်တော်အရင်ဆုံးပြောချင်တာကဘာလဲဆိုတော့ကျွန်တော်တို့ချောက်စင်းမှာလုံးစုရှိတယ်နံပါတ်1နံပါတ်2ကကျတော့ဖြတ်သားရှိတယ်နံပါတ်3ကျွန်တော်တို့အရှောတယ်ရှိတယ်အဲ့ဒီထဲမှာမှကျွန်တော်တို့လုံးစုဆိုတာကတော့ဒါအလုံးအကြီးတွေလည်းရှိတယ်အလုံးအသေးတွေလည်းရှိတယ် ဖြတ်သားမှာဆိုရင်လည်းဖြတ်သားအကြီးကြီးတွေရှိတယ်ဖြတ်သားတင်းတင်းလေးတွေရှိတယ်ကျွန်တော်တို့ဒီအလျှောထဲမှာဆိုရင်လည်းအပွင့်ပဒီပပုလက်ကောက်ဝါရှာလက်ရလိုင်းပြီးရင်ကျွန်တော်တို့ခုနောက်ပိုင်းဆိုရင်အဲကျွန်တော်တို့ fancy line နောက်ပိုင်းဆိုရင်ကျွန်တော်တို့ဒီဟိုပကြီးနဲ့ပတ်သက်ပြီးဆိုရင်တော့ခုနောက်ပိုင်းမှာကျွန်တော်တို့ model ပကြီး line ဆိုပြီးတော့ပကြီးကိုကုစိတ်ကုစိတ်တန်းနဲ့အမျိုးမျိုးလုပ်ကြတာတွေလည်းရှိပါတယ်အဲကျတော့လုံးစုပဲဖြစ်ဖြစ်အလျှောထဲပဲဖြစ်ဖြစ်ဖြတ်သားပဲဖြစ်ဖြစ် ီ၃ခုလုံးကိုကျွန်တော်တို့ရှုံငုံပြီးပြန်ကြည့်လိုက်မယ်ဆိုရင်ကြောက်စိမ့်ကိုကျွန်တော်တို့ဒီလက်ရှိဈေးကွက်မှာလူတွေကဘာကြောင့်တန်ဖိုးထားပြီးတော့ပြီးတော့ဘေးအရာကိုတန်ဖိုးဖြတ်ပြီးတော့ဝယ်တာလဲဆိုတာကိုမိတ်ဆွေတို့ကအခြေခံကြကြသိထားဖို့လိုပါတယ်အဲ့ဒါကဘာလဲဆိုတော့ကျွန်တော်တို့ဥပမာအားဖြင့်ကြောက်စိမ့်ဒီလိုမျိုးလုံးစုပဲဖြစ်ပါစေဒီလိုလုံးစုပဲဖြစ်ပါစေပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ဒီလိုပေါ့နော် ဒီလိုဖြတ်သားပဲဖြစ်ပါစေเนาะဒါဖြတ်ထားတဲ့အရာပဲဖြတ်သားပဲဖြစ်ပါစေပြီးတော့နောက်ဆက်ကကျွန်တော်တို့ဒီလိုအပွင့်ပေါ့เนาะဒီလိုအပွင့်နေပဲဖြစ်ပါစေအဓိကကလုံးစုပဲဝယ်ဝယ်ဖြတ်သားပဲဝယ်ဝယ်အပွင့်ပဲဝယ်ဝယ်ကျွန်တော်တို့အဓိကတွက်ချက်ပြီးဝယ်ရတယ်ဆိုတာကကျွန်တော်ဒီလိုမျိုးကြောက်မှာဆိုရင်ကြောက်မြင်နေရတဲ့ကြောက်ရဲ့အသားပြီးရင်ကြောက်ရဲ့အစီပြီးရင်ကြောက်ရဲ့အရေပေါ့เนาะကျွန်တော်ကအဓိကတော့ကြောက်စီကြောက်သားကြောက်ရည် အဲ့ဒီအချက်၃ချက်ကိုကျွန်တော်တို့ကအဓိကကြည့်ပြီးတော့ဘာဖြစ်နိုင်လဲဆိုတော့ခက်မှန်းပြီးတော့မှကျွန်တော်တို့ကဒီကြောက်တွေကိုဈေးပေးကြတာဖြစ်ပါတယ်အဲအကြောင်းမလို့မိတ်ဆွေတို့အနေနဲ့ကလုံစုကိုဝယ်မယ်ဆိုရင်လည်းအတွင်းထဲကကြောက်စီကြောက်သားကြောက်ရီပေါ့နော်ပြောရမယ်ဆိုရင်အဲ့ဒီလိုမျိုးအချက်တွေကဘာဖြစ်နိုင်တာလဲဆိုတာကိုမိတ်ဆွေတို့ကခက်မှန်းပြီးတော့ဝယ်ရတာဖြစ်ပါတယ်ကျွန်တော်တို့လုံစုသမားခေါင်းကြောက်သမားတွေလည်းအဲ့ဒီလိုမျိုးခက်မှန်းပြီးဝယ်ရတာဖြစ်ပါတယ် ျွန်တော်တို့ဘယ်လိုပုံစံခံမှန်းပြီးဝယ်လဲဆိုရင်ဒီလိုမျိုးလုံးစုကြောက်တွေမှာဆိုရင်လုံးစုကြောက်တွေအပြင်ကရန်ရှော်အခွန်ရန်ဆိုရင်လည်းရန်မျိုးမျိုးရှော်ဆိုရင်လည်းရှော်မျိုးမျိုး အခွန်ဆိုရင်လည်းအခွန်အထူအပါအခွန်ပုံတံအမျိုးမျိုးအဲ့ဒီဟာတွေကိုကြည့်ပြီးတော့မှကျွန်တော်တို့ကအတွင်းထဲကကြောက်စီကြောက်သားကြောက်မျိုးတန်းကိုခံမှန်းကြတာဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ကဒီကြောက်စီရဲ့ကြောက်သားရဲ့နောက်တစ်ချက်ကကျွန်တော်တို့အရေးပေါ့နော်အရေးဆိုတဲ့နေရာမှာ အရင်အစိမ်းအောင်ရှိမယ်ဒါမျိုးပေါ့နော်အရင်အစိမ်းအောင်ရှိမယ်ပြီးရင်ကျွန်တော်တို့ခြွန်ရှိမယ်ခုံရှိမယ်ဗလက်ချိတ်ရှိမယ်ပြီးရင်ကျွန်တော်ဒါအမျိုးမျိုးပေါ့နော်နောက်ထပ်အကြောင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့တိမ်ကိုခြွန်နေဖျောင်းတာပဲဆိုအမျိုးမျိုးပေါ့နော်နောက်ထပ်ကာလာရီနဲ့ပတ်သက်ပြီးတော့လည်းအများကြီးရှိသေးတယ်အဲကျွန်တော်အဲ့ဒီဟာရီနဲ့အကုန်ပတ်သက်ပြီးတော့ရှုံကုန်ပြီးတော့ပြန်ကြည့်မယ်ဆိုရင်ဒီလိုမျိုးလုံးစုကိုဝယ်ရဆိုရင်လည်းရန်ချော်အခုံအရေးပြချက်ဒီလိုဟာတွေကိုကြည့်ပြီးတော့ကျွန်တော်တို့ကဝယ်တာဖြစ်ပါတယ် မီရိုပေါက်တယ်ဆိုရင်လည်းမီရိုပေါက်ကိုကြည့်ပြီးတော့ပါဝယ်လို့ရပါတယ်အဲကျတော့ရန်ချော်အခွန်မီရိုပေါက်ပါတဲ့ကြောက်စင်လည်းမီရိုပေါက်ကိုကြည့်ပြီးတော့ကျွန်တော်တို့ကကြောက်စီကြောက်သားကြောက်မျိုးတန်းကိုခံမှန်းပြီးတော့ဝယ်ကြတာဖြစ်ပါတယ်အဲကျတော့မင်းစတို့အနေနဲ့ပြန်မှတ်ထားရမယ်ဆိုရင်နောက်တစ်ခေါက်ပြန်ပြောပေးပါမယ်လုံးစုခေါင်းကြောက်ဝယ်မယ်ဆိုရင်အတွင်းထဲကကြောက်စီကြောက်သားကိုခံမှန်းပြီးဝယ်ရမှာဖြစ်တဲ့အတွက်ကြောင့်အတွင်းထဲကကြောက်စီကြောက်သားကိုခံမှန်းမယ်ဆိုရင်မိစေတို့မဖြစ်မနေသိထားရမှာဒီ အပြင်ရပါတဲ့အခွန်မှာပါတဲ့ရန်ရှော်အခွန်ပြီးနောက်တစ်ချက်ကမီထိုးပေါက်ဒါကိုကြည့်ပြီးတော့အတွင်းထဲကကြောက်စီကြောက်သားကြောက်ရဲ့မျိုးတန်းဒါတွေကိုကျွန်တော်တို့ကခံမှန်းတာဖြစ်ပါတယ်ဒါကြောင့်မလို့မိစေတို့ကလုံးစုပ်ဝယ်မယ်ဆိုရင်မီထိုးပေါက်တစ်ခုတည်းကြည့်ပြီးတော့မီထိုးပေါက်ရုံနဲ့ဝယ်တာလည်းမဟုတ်ပါဘူးမီထိုးပေါက်ပါတိုင်းမီထိုးပေါက် မီလင်အားကောင်းတိုင်းလည်းကြောက်ကောင်းတာမဟုတ်ပါဘူးတချို့ကြောက်တွေကမျိုးနှုတ်ပြီးတော့မီလင်းနေရတယ်လည်းရှိပါတယ် 我们啊，比如说呢，鸡肉虽然大米粒那味，但是鸡肉里头鸡肉里面有的呢，比如说鸡肉里头有鸡肉牛里来的，什么的。那刚才我们提到的美食，比如说什么菜比较多，比如说美食，有龙肉、鹅肉、美食面、酱烧、空米椒排骨几比较，还有牛筋、还有羊筋，还有几比较，还有点钢筋没钢筋。 เนาะပြီးတော့ကြောက်စီပါနံဤမပါနံဤအဲ့ဒီလိုဟာတွေကိုကျွန်တော်တို့ကခံမှန်းပြီးမှဝယ်တာဖြစ်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့လုံးစုတင်နန်းနဲ့ပတ်သက်ပြီးတော့ဘေးနေရာမှာပဲတင်နန်းကိုစုံစမ်းပြီးဖြစ်ပါစေအဓိကကသိရမှာကတော့လုံးစုတင်နန်းမှာရမ်းရယ်ရှော်ရယ်အခွန်ရယ်မီးထိုးပေါက်ရယ်ပြီးတော့နောက်ချက်ကကြောက်ရယ်အခွန်အပေါ်မှာပါတဲ့လက္ခဏာတွေကိုကြည့်ပြီးတော့မကောင်းတဲ့လက္ခဏာတွေကိုလည်းသိရမယ်ကောင်းတဲ့ ပြချက်လက္ခဏာတွေကိုလည်းသိရမယ်အဲ့ဒီလိုအရှက်လက်တွေကိုတင်ပေးမယ်ဆိုရင်တော့မိစေတို့အဲ့ဒီလုံစုံတင်တဲ့မျိုးကိုတက်တင်ပါတယ်အဲ့ဒီလိုမှမဟုတ်ဘူးရန်အကြောင်းအရာတွေကိုလည်းကောင်းကောင်းမသိဘူးချော်အကြောင်းအရာတွေလည်းကောင်းကောင်းမသိဘူးအခွန်အကြောင်းအရာတွေလည်းကောင်းကောင်းမသိဘူးဆိုရင်တော့မိစေတို့အဲ့ဒီတင်တဲ့မျိုးကိုကိုယ်အနေကိုအုံနှောင်းနေပဲစဉ်းသုံးသပ်စဉ်းစားပြီးတော့မှပဲတက်စီခြင်းပါတယ်ဒါကတော့ဒါတင်တဲ့နဲ့ပတ်သက်ပြီးပြောတာပါအဲ့တော့လေးလာနေတဲ့မိစေများလည်းဒီလုံးစုတွေကိုလေးလာမယ်ဆိုရင်ကျွန်တော်အခုရှင်းလာခဲ့သလိုပဲရန်ရှော့အခွန် မီထိုးပေါက်ဒါတွေကိုအဓိကဥစားပေးပြီးတော့လေ့လာရမှာဖြစ်ပါတယ်။အဲ့ဒီအရှက်လက်တွေကိုတိပြီးဆိုမှပဲအတွင်းထဲကကြောက်စီကြောက်သားကိုခံမှန်းနိုင်မှာဖြစ်ပါတယ်။ကျွန်တော်ကပြောခဲ့တဲ့ရန်ချော်ကိုမီထိုးပေါက်ဒါတွေကိုမှကောင်းကောင်းမနိုင်ဘူးဆိုရင်တော့မိတ်ဆွေတို့လုံစွတ်တွေကိုဝယ်နေအောင်မှအတွင်းထဲကအဖြစ်အပျက်ကို ကောင်းကောင်းတိလို့ခံမှန်းပြီးတော့ဝယ်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒါ မတိပဲနဲ့ပေါ့နော်ဆန်း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 နဲ့ဝယ်တဲ့ပုံစံမျိုးဖြစ်ရင်တော့မိတ်ဆွေတို့အမားများနိုင်ပါလေဒါကြောင့်မို့လုံးစုံလုံးမဲ့မိတ်ဆွေများကျွန်တော်ကူပြောခဲ့တဲ့အချက်တွေကိုကြည့်ပြီးတော့တည်တည်ရှာဝယ်ဖို့အတွက်အကြံပေးချင်ပါတယ်ဒါကတော့လုံးစုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောပြပေးတာဖြစ်ပါတယ်အခြေခံသဘောတရားလေးပြီးတော့နောက်တစ်ချက်ကဖြတ်သားပေါ့ကျွန်တော်တို့အခုဖြတ်သားလို့ပြောမယ်ဆိုရင်လေနော်ဖြတ်သားလို့ပြောမယ်ဆိုရင်လေဒါလည်းဖြတ်သားပါနော်ကြောက်ဖြတ်ထားတဲ့ဖြတ်သားတွေပါအဲကြောင့်ဒီလိုဖြတ်သားတွေမှာဆိုရင်လေအဓိကကကျွန်တော်တို့ကဘာကိုဝယ်ရလဲဆိုရင် ဖြတ်သားမှဆိုရင်ဒီလိုမျိုးကျွန်တော်ဖြတ်ထားတဲ့အသားတန်းကိုမြင်ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အဓိကသိထားရမှာဒီဒီအသားတန်းရဲ့အသားတန်းအစစ်ပြီးရင်အတွင်းထဲကကြောက်စီပါမပါပေါ့နော်အဲကျွန်တော်တို့ကကြောက်သားတန်းကိုလည်းသိရမယ်ကြောက်စီကိုလည်းသိရမယ်ပြီးတော့သူ့ရဲ့ဖြတ်သားမှဖြတ်ထားတဲ့ကြောက်အသားရဲ့ကာလာပေါ့နော်ပြောရမယ်ဆိုရင်ကျွန်တော်တို့ကကြောက်သားမှဆိုရင်ကျွန်တော်အတကံရိတ်တာရရှိတယ်ဝါတာရရှိတယ်ဖြူတာရရှိမယ်အဲပြီးပြီးနောက်တစ်ချက်ကဆိုရင်ကြောက်သားမှဆိုရင်လည်းကျွန်တော်တို့က အသက်ခံအရောင်တွေရှိမယ်ဥပမာဆိုကြပါစို့ကျွန်တော်ကအရေဘက်ကိုသွားရသူကပဲရည်လားကျွန်တော်ပဲစိမ့်လားပဲတောက်လားဒါကအရေအပိုင်းပေါ့ကာလာပိုင်းမှာဆိုရင်လဲကြောက်ကကာလာဝင်နေတာလားဒါမှမဟုတ်မောက်ကွက်နေတာလားအဲကျွန်တော်ဒီလိုမျိုးလဲအသားတန်းတွေကိုကြည့်ပြီးတော့သိရမယ်အပြီးတော့နောက်ချက်ကကျွန်တော်တို့ခုံပြင်းနေရလားခုံအဝါဖြစ်နေရလားချွံဖြစ်နေရလားအရေဖြစ်နေရလားဒါမျိုးတွေကိုလည်းသိရမယ်ဆိုတော့ကျွန်တော်ကဖြတ်သားတစ်ခုလုပ်တယ်ဆိုတာကအသားတန်းတစ်မျိုးတည်းသိုံနဲ့လည်းမရပါဘူး အရင်တမျိုးတည်းသိုံနဲ့လည်းမရပါဘူးအရှင်ကံသဘောတရားအရာတော့ကျွန်တော်တို့ကအသားနဲ့နဲ့ပတ်သက်ပြီးတော့လေအသားရအဆင့်အမျိုးမျိုးကိုကျွန်တော်တို့သိရမယ်ကြောက်စီနဲ့ပတ်သက်ပြီးတော့လေကြောက်စီများတာကြောက်စီနဲတာကြောက်စီဆိုတာပါတိစတော့ပဲပါတာအဲ့ဒီလက္ခဏာမျိုးကိုလည်းကျွန်တော်တို့ကသိရပါမယ်ပြီးတော့ကျွန်တော်အရင်နဲ့ပတ်သက်တာခြွံနဲ့ပတ်သက်တာခုံနဲ့ပတ်သက်တာချိန်နဲ့ပတ်သက်တာပြီးတော့ကျွန်တော်တို့ဒီပန်းနေနဲ့ပတ်သက်တာပန်းနေဆိုကျွန်တော်ဒီဥမာပန်းချားနေနဲ့ပတ်သက်တာပေါ့နော် အရေးပန်းနေရှိမယ်ပေးပန်းနေရှိမယ်ကစုံပန်းနေရှိမယ်လံပန်းနေရှိမယ်ရှင်းပန်းနေရှိမယ်အဲ့ဒီဟာတွေကိုကျွန်တော်ကကြည့်ပြီးတော့လည်းသိရပါမယ်အဲ့ဒီအရှင်နေမှာမှပန်းဆိုရင်လည်းကျွန်တော်ကပန်းအမျိုးမျိုးရှိတာကိုလည်းနားလည်ရပါမယ်ဆိုကြတာဗျာကျွန်တော်တို့ကစုံပန်းနေရှိမယ်ကစုံပန်းမှာဆိုရင်လည်းပန်းကိုရှောက်တာရှိမယ်ပန်းကိုဆိုတာရှိမယ်အဲ့ဒီတည်းကနေပြီးတော့မှပန်းမှာဆိုရင်လည်းကျွန်တော်ကပန်းကြားတာရှိတယ်ပန်းစိတ်တာတွေရှိမယ်ပြီးရင်လည်းကျွန်တော်ကကစုံပန်းမှာတော့မှရင်းကြီးစိမ့်ကစုံရောင်တွေရှိတယ်တခါတည်းမှာ 信仰的比较，信马教比较，各种报报纸的，各种媒媒伊的，传媒的那些的，说到各种版的嘛，这种标签那个，正面的那些的模糊，两版的正面的那些的模糊，对吧？别两版嘛，所以呢，就是说，别啊贱那些的，别啊孬那些的，别啊漂那些的。比如报道媒体呢，报道那苗族，平底的平底一脚，没水路个，平大楼嘛，所以，啊，大的，新鲜的，过哪里啊？把没乌马阿姐开的。 ခတ်တန်းခါတန်တန်ညှက်လျှော့ဖျောင်းသားဝတ္တစီသားတိမ်ကိုသားကျွန်တော်ပြင်အသက်ဆန်းရေခဲသားဘော်ဒီသားဒီလိုမျိုးအသားတန်းတွေကိုအစင်းစင်းကိုလည်းကျွန်တော်တို့ကတိပြီးတော့ခမန်းနိုင်ရပါမယ်မြင်တာနဲ့ခမန်းနိုင်ရပါမယ်ပြီးပြီဆိုရင်လည်းအဲ့ဒီအသားတန်းအတွင်းထဲမှာကြောက်စီပါမပါဘူးလေခမန်းနိုင်ရပါမယ်ပြီးနောက်ချက်ကကျွန်တော်ဆွမ်းလာပြောခဲ့တဲ့ပန်းကြားအကြောင်းတွေအရေးအကြောင်းတွေခုံအကြောင်းတွေအဲ့ဒီလိုဟာတွေလည်းသိထားမှရပါမယ်မိတ်ဆွေတို့ကအသားတန်းလောက်ပဲသိတယ် ကြောက်စီနည်းနည်းပဲတိမယ်ပြီးတော့ဒီပန်းချာအကြောင်းတွေကိုလည်းနားမလည်ဘူးခုံအကြောင်းတွေလည်းနားမလည်ဘူးခြွံအကြောင်းတွေလည်းနားမလည်ဘူးအရင်အကြောင်းတွေလည်းနားမလည်ဘူးဆိုရင်မိษွေတို့ဖြတ်သားဝယ်မယ်ဆိုရင်မိษွေတို့လုံခွင့်ရအရန်နေသွားပါလေ။ဒါကြောင့်လဲဆိုရင်ပန်းချာကြောက်တွေလည်းလုံးလို့မရဘူးမတိဘူးဆိုရင်အဲအရေကိုလည်းမသိဘူးဆိုအရေလည်းလုံးလို့မရဘူးရွှေမသိဘူးဆိုရွှေလည်းလုံးလို့မရဘူးအဲ့ဒါဆိုမိစေတို့ကအသားကြောက်အသားကြောက်ဆိုတဲ့ကကျွန်တော်တို့ကြောက်လောကမှာကပြောမယ်ဆိုရင်တော့ဒါဟို လုံးလို့ရတဲ့ line မောင်းမြောင်များစွာရှိတဲ့နေရာနေပြီးတော့ကျွန်တော်တမျိုးတည်းကိုပဲရွေးလုံတဲ့ပုံစံမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မိတ်ဆွေတို့ဒါအလုံးလုံးတဲ့နေရာမှာဘလိုပဲဖြစ်ဖြစ်ဒါများများလုံးတာတဲ့ဆိုင်တော့နည်းနည်းပဲလုံးတဲ့အတွက်ကြောင့်သူများတော့တိကျအောင်မှုရှိမှာမဟုတ်ဘူးပြီးတော့နောက်ချက်ကလည်းဖြတ်သားလုံးတဲ့နေရာမှာအဲ့ဒီလိုပန်းကြားတွေအေးတွေရွှံနေခုန်နေဒါတွေမှနားမလည်ထားဘူးဆိုရင်လည်းမိတ်ဆွေတို့ဖြတ်သားလုံးလဲဒါစီးပွားဖြစ်ဖို့အတွက်သူများတဲ့တော်ပို့ပြီးတော့ဒါနောက်နေမယ်လို့တော့ကျွန်တော်အကြံပေးခြင်းနဲ့ပေါ့နော်ဘာကြောင့်လဲဆိုရင်အဓိကကကျွန်တော်တို့ကဒီကြောက်စိမ့်လုပ်ငန်းမှာ ညံ့များတိထားရင်ညံ့များနားလေထားရင်ညံ့များအတွေ့အကြုံရှိရင်ကြောက်သမားအရှင်ရှင်းတော့သူများတဲ့ကိုကနာတပြားตาရယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးရှိပါတယ်ဒါကြောင့်မလို့ဖြတ်သားလုပ်မယ်ဆိုရင်လည်းကျွန်တော်တို့ကအသားတန်းအဆင့်အမျိုးမျိုးသိရမယ်နားလေရမယ်ပြီးပြီဆိုရင်လည်းအဲ့ဒီအသားတန်းတွေကိုကြည့်ပြီးတော့ဒီအခွန်နဲ့တွဲပြီးတော့လည်းဒီအတွင်းထဲမှာနောက်ဆုံးမိတ်အနာတွေဝင်နေဆိုရင်တော့ဒီအနာကအခွန်ကနေဘလို့ဝင်တာနောက်ဆုံးအမြုပ်ဆန်တွေဝင်နေဆိုရင်တော့ဒီအမြုပ်တွေကအခွန်ကနေဘလို့လက္ခဏာကြောင့်ဝင်တာ ရန်စံနေထိုးရဲဆိုရင်လည်းဒီရန်စံနေကအခွန်ကနေပြီးတော့ရမ်းနေပြီးတော့ဘလို့ရမ်းမျိုးတွေကြောင့်ဘလို့ရမ်းလက္ခဏာတွေကြောင့်အတွင်းထဲကိုရန်စံနေထိုးတယ်ကြောက်သားတွေကျဲတယ်ဓာတ်တွေကိုလည်းသိမှရပါမယ်အဲ့ကျတော့မိတ်ဆွေတို့အနေနဲ့လုံးစွနဲ့ဖြတ်သားတင်တဲ့ဘေးနေရာမှာပဲတက်တဲ့မိတ်ဆွေတို့အဓိကမေးရမှာဒီအခွန်နဲ့ပတ်သက်ပြီးတော့ရန်ရန်အကြောင်းတွေအခွန်အကြောင်းတွေချော်အကြောင်းတွေမီးထိုးပေါက်အကြောင်းတွေပြီးတော့ကျွန်တော်တို့မကောင်းတဲ့အဖြစ်လက္ခဏာတွေပေါ့နော် မဲ့တို့ခီတို့ဇင်းတို့ခွေးတို့เนาะကျွန်တော်တို့ငရှိပွေးတို့ငရှိတေးတို့ဒါအမျိုးမျိုးပေါ့เนาะရှင်းတို့ရှင်းမသိနဲ့ရှင်းပြူရှင်းမဲ့ရှင်းစိမ့်တို့မကောင်းတဲ့လက္ခဏာတွေအများကြီးရှိပါတယ်အဲ့ဒီဟာတွေအကုန်လုံးဝမိတ်ဆွေတို့ကိုတင်ပေးမလားတေချာလေးမေးရပါမယ်အဲ့ဒီလိုအချက်လက်တွေနဲ့အများကြီးမိတ်ဆွေတို့ကိုတေးသေးချာချာတင်ကြပေးမယ်တင်တန်းမျိုးဆိုရင်တော့မိတ်ဆွေတို့သွားပြီးတတ်တင်ပါတယ်အဲ့တင်တန်းမျိုးဆိုရင်တော့မိတ်ဆွေတို့အရှိန်အဟုန်လည်းတကယ်တက်လာမယ် အရှိကောင်လည်းတကယ်နားလဲသွားမယ်အဲ့ဒီအရှိကောင်တကယ်နားလဲပြီဆိုရင်လည်းမိတ်ဆွေတို့ကကြောင်စင်းလုပ်ငန်းလုပ်တဲ့နေရာမှာလုံးစုပဲဖြစ်ပါသေးဖြတ်သားပဲဖြစ်ပါသေးအလျှော်တယ်ပဲဖြစ်ပါသေးဘေးဟောင်ပဲလုပ်လို့မိတ်ဆွေတို့လွယ်ကူသွားမှာပဲဖြစ်ပါတယ်အဲ့ကျတော့ကျွန်တော်ကအခုပြောခဲ့တာကတော့လုံးစုနဲ့ပတ်သက်ပြီးဖြတ်သားနဲ့ပတ်သက်ပြီးတော့တင်နှက်တက်ရှင်တဲ့သူပဲဖြစ်ဖြစ်လေးလာနေတဲ့သူပဲဖြစ်ဖြစ်ကျွန်တော်အခုပြောခဲ့တဲ့အရှိကံကြတဲ့အချက်အလက်တွေကိုတော့သိထားဖို့လိုပါတယ်နားလည်ထားဖို့လိုပါတယ်ကျွန်တော်အခုပြောခဲ့တဲ့အချက်အလက်တွေကို ဟိုမတိဘူးဆိုရင်တော့မိတ်ဆွေတို့ကြောက်စင်းလုပ်ငန်းမှာလုံးဝတာခက်ခဲပါမယ်ကျွန်တော်ကပြောခဲ့တဲ့အချက်အလက်တွေဒီကြောက်စင်းပညာကိုနားလည်တဲ့သူတိုင်းဒီအချက်အလက်တွေကိုလိုအပ်တယ်ဆိုတာကိုသိပါတယ်ဒါကြောင့်မို့လို့ကျွန်တော်ကပြောခဲ့တဲ့အချက်အလက်တွေတကယ်ကိုအခြေခံကြတဲ့အချက်အလက်တွေဖြစ်ပါတယ်ပြန်နောက်ချက်ကကျွန်တော်တို့ဒီအရှောတယ်ပေါ့နော်အရှောတယ်မှာဆိုရင်ဒီအပွင့်အပွင့်ရှိမယ်လက်ဆွတ်ရှိမယ်ဝါရှာရှိမယ်ပဒီပပုအချက်အမျိုးမျိုးပေါ့နော်လက်ကောက်ဒါကြီးလည်းအများကြီးရှိပါတယ်ဟုတ်ပြီ အဲ့ဒီအရာတွေအကုန်လုံးအလျှော့တယ်တွေအလုံးပေါင်းလိုက်မယ်ဆိုရင်အဲ့ဒီအလျှော့တယ်တွေကိုကျွန်တော်တို့ဝယ်ရဆိုတာရောဘာကိုကြည့်ပြီးဝယ်တာလဲဆိုရင်အခုမြင်နေရနေတဲ့ကြောက်ရဲ့အသားတန်းနဲ့အခုမြင်နေရနေတဲ့ကြောက်အပွင့်လေးရဲ့အစီရဲ့အခုမြင်နေရတဲ့ကြောက်အရေရဲ့အရေအရောင်ရဲ့အကာလာပေါ့နော်အဲ့ဒီဟာကိုကြည့်ပြီးတော့ကျွန်တော်တို့ကတန်ဖိုးတတ်မှတ်ကြတာဖြစ်ပါတယ်တန်ဖိုးဖြတ်ကြတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ပြန်ပြောမယ်ဆိုရင်လုံးစုပဲဖြစ်ဖြစ် ဖြတ်သားပဲဖြစ်ဖြစ်အခုလိုအလျှောတယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဘာကိုတံမိုးဖြတ်ပြီးဝယ်ရလဲဆိုရင်ကျွန်တော်တို့ဒီကြောက်သမားအများစုပေါ့နော်နိုင်ငံသားပါပဲဖြစ်ဖြစ်မြန်မာနိုင်ငံပါပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီကြောက်စိမ့်အယောင်းဝယ်လုံးနေတဲ့ကုံတွေတွေပဲဖြစ်ဖြစ်အားလုံးကအဓိကဘာကိုကြည့်ပြီးဝယ်ရလဲဆိုရင်ကြောက်စီကြောက်သားကြောက်ရည်အဲ့ဒီအချက်၃ချက်ပေါ့နော်အဲ့ဒီအချက်၃ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ကဝယ်တာဖြစ်ပါတယ်ကြောက်အသားဆိုရင်လေကြောက်သားခါအောက်လားခါသားလား ခါတန်တန်လားဒါမှမဟုတ်ကျွန်တော်ညှက်ချောသားလားဖျောင်းသားလားဝက်တစီသားလားတိမ်ကိုးသားလားတိမ်ကိုးရွှန်လားဒါမှမဟုတ်ကျွန်တော်တို့ကဒါအဲကျွန်တော်တို့ဒါအသက်ဆန်းလားရေခဲသားလားဘော်ဒီသားလားဘော်ဒီမှာတော့မှကျွန်တော်ကဘော်ဒီအမြင့်ဆုံးသားလားဘော်ဒီတစ်ပတ်ကြာနှစ်ပတ်ကြာလားဘော်ဒီမှာတော့မှဘော်ဒီမှုန်တာရှိတယ်ဘော်ဒီချွဲတာရှိတယ်အသက်ဆန်းမှာလည်းအသက်ဆန်းကိုမုံတာရှိတယ်အသက်ဆန်းရွှဲတာရှိတယ်အဲ့ဒါလေးဆိုရင်အဲ့ဒီလက္ခဏာတွေကဘယ်ကနေပြီးတော့လာတာလဲဒါတွေကိုလည်းသိရပါမယ် အဲ့ကြောင့်မိတ်ဆွေတို့အနေနဲ့ကကျွန်တော်တို့လုံးသွေးပဲဖြစ်ဖြစ်ဖြတ်သားပဲဖြစ်ဖြစ်အလျှော်တယ်ပဲဖြစ်ဖြစ်တည်ထားမှသည်ကြောက်စီကြောက်သားကြောက်ရည်အဲ့ဒီအချက်၃ချက်ကိုအဓိကသိရမှာပဲဖြစ်ပါတယ်အဲ့ဒီအချက်၃ချက်ကိုကြည့်ပြီးတော့ပဲကျွန်တော်တို့ကအဓိကဝယ်ကြတာပဲဖြစ်ပါတယ်အဲ့ကြောင့်မိတ်ဆွေတို့လည်းအခုတော့ဆိုရင်သဘောပေါက်မှထင်ပါတယ်ကျွန်တော်လုံးစုမှာဆိုရင်လည်းအဓိကကကြောက်စီကြောက်သားကြောက်ရည်ကိုကျွန်တော်အဓိကထားပြီးပြောထားတယ်ဖြတ်သားမှာဆိုရင်လည်းကြောက်စီကြောက်သားကြောက်ရည်အဓိကထားပြီးပြောထားတယ်ကျွန်တော်တို့အလျှော်ရည်မှာဆိုရင်လည်း 就是招大招业，哎，当家个只个差别比较大嘞。哎哟，阿拉袂相干只个，咪就只路招生意个。招是招大招业的，只路招生意，但唔好失败。哎哟，招生意我就要要厂家的、物业家的、老的来看嘛。哎，你招事业、招大、招业，哎，当真个袂只味老在失败的。哎，你也有，你讲个特别衰个，哎，你当真地，别个你来也来，所以就偏只袂衰。哎，你招是招大招业的，只路招生意老熟的。 အခွန်ရန်ချောပြီးတော့အရေးတကျအဲ့ဒီကနေပြီးတော့လာတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကရန်နဲ့ပတ်သက်ပြီးဆိုရင်လည်းရန်အမျိုးမျိုးရှိတာကိုသိရမယ်ရန်မုံမုံညံ့ညံ့လေးရနေပြီးတော့ရန်အပြားလေးတွေရန်အချောင်းလေးတွေပြီးနေရန်နေဟင်းညို့မို့ရန်နေရင်းတော်ရန်နေကျူထင်ရန်နေရန်အမျိုးမျိုးရှိတယ်ဆိုတော့လည်းနားလည်ရမယ်အခွန်နဲ့ပတ်သက်ပြီးတော့အခွန်မှာဆိုရင်လည်းအခွန်ပါပါလေးတွေရှိတယ်နော်အခုထူထူလေးရှိတယ်အဲ့ဒီအပြင်ကိုမထူမပါးလေးလည်းရှိတယ်အဲ့ဒီအပြင်ကျွန်တော်စင်သေးကွန်ရေကွန် ကုံကုံဒါအမျိုးမျိုးခေါ်ကြတာရှိတယ်ထုံးကုံဒါအများကြီးပေါ့နော်အဲ့ဒီတဲမှာမှအခွန်ပါတာနေပြီးအခွန်တအားထူတာပေါ့နော်လက်ငါလုံးတော့ဒီထူသွားတဲ့အခွန်တွေလည်းရှိတယ်ဒါကတော့သဘာဝအတိုင်းဖြစ်တည်တာဖြစ်တဲ့အတွက်ကြောင့်မို့အခွန်ပုံတံမျိုးစုံရှိတယ်ဆိုတာကိုလည်းမိတ်ဆွေတို့နားလည်ရမယ်အဲ့ဒီအရှိန်သဘောတရားတွေကိုလည်းဒါမိတ်ဆွေတို့နားလည်မှပဲအဲ့ဒီအခွန်ကိုခံမှန်းပြီးတော့မှကြောက်သားထွေးခြင်းမှုန့်ခြင်းကြောက်သားပိတ်ရှင်းမပိတ်ရှင်းကြောက်သားလင်းခြင်းမလင်းခြင်းဒါတွေကိုနားလည်မှဖြစ်ပါတယ်ပြီးတော့နောက်တစ်ချက်ကကျွန်တော်တို့ short ျော်နဲ့ပတ်သက်ပြီးတော့လေျော်စင်ကျွန်တော်ကအမဲကျော်အမဲကျော်မှဆိုရင်တော့ဒါအမဲကျော်ျော်စီျော်ကတ်တာတွေပါပြီးဆိုရင်ကျွန်တော်တို့အကြောက်တမ်းပြီးတော့ဝတ်တက်တာတွေမောက်ကွက်တက်တာတွေဒါမျိုးတွေကိုမင်းဆွေတို့နားလည်ရမှာဖြစ်ပါတယ်အကွန်ပျူတာဆိုရင်လေကွန်ပျူတာတွေကပါလာရင်ကွန်ပျူတာတွေဆိုတာျော်ကလွယ်လွယ်နဲ့ကြွေကြသွားတယ်ရေနဲ့ထိရင်လွယ်လွယ်နဲ့ကြွေကြသွားတယ်ဒါတွေကိုသိပြီးဆိုရင်ကျွန်တော်ကျော်ကိုကြည့်လို့မရရင်အောက်ကရမ်းရအခွန်ရဒီသူ့ရဲ့ဗီဒီယိုပေါင်းတဲ့ဒီမျိုးတန်းတွေကိုလိုက်ကြည့်ပြီးတော့မှကျွန်တော်ကခံမှန်းရတာဖြစ်ပါတယ် အဲကြောင့်မိတ်ဆွေတို့အနေနဲ့ဘလို့ပဲဖြစ်ဖြစ်ပါကျွန်တော်တို့အတွင်းလေးကကြောက်စီကြောက်သားကိုတိမယ်ဆိုရင်တိကျင်တယ်ဆိုရင်တော့အပြင်ကရမ်းရယ်လျှော်ရယ်အခွန်ရယ်ကိုလေ့လာမှဖြစ်ပါတယ်အဲကြောင့်မိတ်ဆွေတို့အနေနဲ့ကြောက်စိမ့်ပညာကိုလေ့လာနေတဲ့မိတ်ဆွေများအခုဗီဒီယိုကြည့်နေတယ်ဆိုရင်လည်းရမ်းလျှော်အခွန်ကိုအရင်ဆုံးလေ့လာပါ လုံစုံနဲ့ဖြတ်သားလုံးမယ်ဆိုတဲ့မိတ်ဆွေတွေရန်လျှော်အခုံကိုအရင်လေ့လာပါရန်လျှော်အခုံကိုသိပြီဆိုရင်အတွင်းထဲကကြောက်စီကြောက်သားကိုနားလည်သွားပါလိမ့်မယ်အဲကြတော့ဘေးနေရာမှာပဲမိတ်ဆွေတို့လေ့လာလေ့လာဘသူနဲ့ပဲစကားပြောပြပြောပြကျွန်တော်တို့ကြောက်စင်းပညာမှာအဓိကလိုအပ်တာဒီမိုးကုတ်တို့တခြားသောပက်ရင်တို့ဘာမှမတူတာဒီဘာလဲဆိုရင်ကျွန်တော်တို့ကြောက်စင်းဆိုတဲ့အရာဒီ တဘာဝတရားနေပြီးတော့ထွက်လာတာဖြစ်တဲ့အပြင်ကိုသူဟာလုံစုအတိုင်းလေးတွေထွက်လာတာဖြစ်ပါတယ်အဲ့ဒီလုံစုအတိုင်းလေးတွေကိုမှကျွန်တော်ကပြီးတော့အဲ့ဒီသူ့မှာရေကြီးတွေနဲ့အခွန်တွေအုပ်နေတဲ့အချိန်မှာအဲ့ဒီအခွန်ကိုကြည့်ပြီးတော့ပဲရန်ချောအခွန်မီထိုးပေါက်ကိုကြည့်ပြီးတော့ပဲသူ့ရဲ့အတွင်းတွေကကြောက်စီကြောက်သားနောက်ကြောက်ရဲ့မျိုးတန်းအရေးတွေကိုခံမှန်းရတာဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဘလို့ပဲဖြစ်ဖြစ်တခြားတွင်းထွက်ပစ္စည်းတွေနဲ့စာရင်တော့ပို့ပြီးတော့ပညာသားနေရာမှာပို့ပြီးတော့ အဲနည်းနည်းများတယ်ပေါ့နော်လေ့လာမယ့်အပိုင်းတွေများပါတယ်ပြီးတော့ပညာနေရာမှာလည်းနည်းနည်းလေးပို့ပြီးတော့တခြားလုပ်ငန်းတွေတည်းနည်းနည်းလေးပို့ပြီးတော့အချက်အလက်တွေများတယ်ပေါ့နော်ရှုပ်တယ်ပေါ့နော်အဲကြောင့်မိတ်ဆွေတို့ကတည်တည်ဆဲဆဲတခုချင်းစီခွဲပြီးတော့လေ့လာဖို့လိုပါတယ်အဲကြောင့်ကျွန်တော်အကြံပေးချင်တာကတော့ကျောင်းသင်ပညာကိုအခုမှစပြီးလေ့လာနေတဲ့သူတွေသင်တန်းတက်မဲ့သူတွေဒီနော်လုံးစုံပဲဖြစ်ဖြစ်ဖြတ်သားပဲဖြစ်ဖြစ်အလျှော့တယ်ပဲဖြစ်ဖြစ်မိတ်ဆွေတို့တည်ထားမှာဒီဘာပဲလုပ်လို့ဘေးလိုက်ဘယ်လုပ်လို့ကျောက်စိမ့်မှာအသားတန်းအမျိုးမျိုးရှိတယ်ဆိုတော့နားလည်ရပါမယ် ကြောက်စီမှာလည်းကြောက်စီအနေအများပေါ်မူတည်ပြီးတော့ကြောက်စင်းဈေးကွက်ပြောင်းနေဆိုတော့နားလေထားပါမယ်ဒါကြောင့်မလို့ကျွန်တော်ကြောက်သားတဲ့နေနားလေရမယ်ကြောက်စီကိုနားလေရမယ်ကြောက်အီကိုနားလေရပါမယ်ပြီးပြီဆိုရင်လည်းလုံစုနဲ့ဖြတ်သားလိုက်လုတ်တဲ့သူတွေပဲဖြစ်ဖြစ်အပွင့်အလျှော့တဲ့လုတ်တဲ့သူတွေပဲဖြစ်ဖြစ်အခုကျွန်တော်ပြောတဲ့ရန်ချော့အခွန်ဒါတွေကိုနားလေမယ်ဆိုရင်လည်းမိတ်ဆွေတို့ကအပွင့်သမားဆိုရင်လည်းဖြတ်သားတွေကိုဝယ်ပြီးတော့ကိုယ့်ဘာကိုအပွင့်လိုက်လို့ရမယ်အချက်သမားဆိုရင်လည်းဖြတ်သားတွေကိုဝယ်ပြီးတော့ကိုယ့်ဘာကိုအချက်ထုတ်လို့ရမယ် အလိုမမဟုတ်ဘူးမိတ်ဆွေတို့ကရန်ရှော်အခုံမှာလုံးဝနားမလည်ဘူးဆိုရင်မိတ်ဆွေတို့အပွင့်လုံးနေတဲ့သူတွေနော်ဒီရန်ရှော်အခုံကိုနားမလည်ဘူးဆိုရင်လည်းဖြတ်သားဝယ်လို့မရဘူးကိုမကိုဒီဟိုအသားတန်းလေးကြည့်ပြီးတော့ပဲအနေငယ်ပဲလုံးလို့ရမယ်ဒါကြောင့်မလို့မိတ်ဆွေများကိုအားလုံးကိုညီကုန်းချုပ်ကျွန်တော်ပြောချင်တာကတော့ကြောက်သိမ်းပညာကိုလေ့လာမယ်ဆိုရင်လုံးစုပဲဖြစ်မစေဖြတ်သားပဲဖြစ်မစေအလျှော်တယ်ပဲဖြစ်မစေမိတ်ဆွေတို့တည်ထားမှာဒီရန်ရှော်အခုံကနေပြီးတော့ ကြောက်စီကြောက်သားဆိုတာဖြစ်လာတယ်ဆိုတာကိုမိတ်ဆွေတို့ကောင်းကောင်းနားလည်ဖို့လိုပါတယ်အဲကြောင့်ကြောက်စီကြောက်သားဆိုတာဘယ်ကနေလာလဲဆိုရင်ရန်လျှော်အခွန်အားနေပြီးတော့အဓိကထားပြီးလာတယ်ဆိုတာကိုမိတ်ဆွေတို့သိဖို့သိထားဖို့လိုပါတယ်အခုကျွန်တော်ရှင်းပြခဲ့တာဒီကျွန်တော်ရဲ့အတွေ့အကြုံအရကျွန်တော်ဒါဖားကတ်မှာလည်းကျွန်တော်ဖြတ်သန်းလာတယ်ရန်ကုန်မှာလည်းကျွန်တော်ဖြတ်သန်းလာတယ်မန္တလေးမှာလည်းကျွန်တော်ဖြတ်သန်းလာတယ် အဲ့ဒီကနေပြီးတော့ကျွန်တော်ရဲ့ရရှိလာတဲ့အတွေ့အကြုံတွေကျွန်တော်နေ့စဉ်လုပ်လာတဲ့အလုပ်တွေကနေရရှိလာတဲ့အတွေ့အကြုံတွေကနေပြီးတော့ပေါင်းစပ်ပြီးတော့ကျွန်တော်တည်တည်ချာချာလေးစဉ်းစားပြီးတော့ဒါကြောင့်သိပညာကိုလေ့လာတဲ့အမေစီများတွေအထောက်အကူဖြစ်အောင်ဆိုပြီးတော့ကျွန်တော်အခုလိုမျိုးဗီဒီယိုတွေအရင်ကလည်းကျွန်တော် live တွေလွှင့်ပြီးတော့ဗီဒီယိုတွေတင်ပြထားလည်းရှိပါတယ်ဒါကျွန်တော်လုပ်ပေးတာဆိုတာကလူအများစုကိုအထောက်အကူဖြစ်စေချင်လို့ကျွန်တော်ဒီလိုမျိုးဗီဒီယိုတွေလုပ်ပေးတာပါအဲ့တော့ဒီဗီဒီယိုလေးကိုကြည့်လို့မေးစီတို့အဆင်ပြေတယ်ဆိုရင် group တွေများများကို share ပေးပါဒီဗီဒီယိုကိုကြည့်ပြီးတော့ ကွန်မန့်အနေနဲ့မများမတ်မေးကြပါ။ဘာကြောင့်လဲဆိုရင်ဒီဗီဒီယိုကြည့်ပြီးတော့မိတ်ဆွေတို့ကချောင်းစိနဲ့ပတ်သက်ပြီးတော့သိချင်တဲ့အချက်အလက်တွေကိုလည်းကျွန်တော်ဒီမှာကွန်မန့်မန်းခဲ့ကြပါ။ကျွန်တော်နောက်ရက်ဒီမှာလည်းအခုလိုချောင်းစိနဲ့ပတ်သက်ပြီးတော့အချိန်ကန်ကြက်ကြက်တစင်ပြီးတစင်မိတ်ဆွေတို့လေ့လာလို့ရအောင်အထောက်အကူဖြစ်အောင်ကျွန်တော်ကသေးသေးချာချာအသေးသေးဗီဒီယိုလေးတွေအခုလိုမျိုးလေးရှင်းပြပေးသားပါမယ်။အဲကျွန်တော်မိတ်ဆွေတို့အနေနဲ့အပြင်မှာတင်နန်းတက်မယ်ဆိုရင်လည်းအခုကျွန်တော်ရှင်းပြခဲ့တဲ့အချက်အလက်တွေကိုသင်ပေးလာဆိုပြီးတော့မေးကြည့်ပါ အဲ့ဒီအချက်လက်တွေမှာမပါဘူးဆိုရင်အဲ့ဒီတင်တဲ့မျိုးကိုမတက်ပါနဲ့ကျွန်တော်ဒါပုံမှန်လေးနဲ့ပြောတာပါဘာကြောင့်လဲဆိုရင်အဲ့ဒီတင်တဲ့မျိုးဒီအချက်လက်တွေမှာမတင်ပေဘူးဆိုရင်အဲ့ဒီတင်တဲ့ညီလဲသူကိုယ်တိုင်တကယ်တည်တည်ဆတ်ဆတ်နားမလဲလို့သူကိုယ်တိုင်တကယ်တက်တော်တက်တယ်တည်တည်ဆတ်ဆတ်ရှင်းမပြတတ်ဘူးသူများကိုနားလဲအောင်လည်းမတင်ပေးတတ်ဘူးဒါကြောင့်မလို့အဲ့ဒီတင်တဲ့မျိုးတက်နေလဲမိတ်ဆွေတို့အချိန်ကြာကြာနားလဲလာမှာမဟုတ်ပါဘူးဂျားရီကနေဖြက်လန်းပုံစံမျိုးနဲ့ပဲအသားတန်းတွေကိုပဲ ဟိုနည်းနည်းပါးပါးတင်ပေးပြီးတော့မိတ်ဆွေတို့ကိုအဲ့ဒီတိုင်းထားလိုက်တယ်ဆိုရင်တကယ်လက်တွေ့ကြကြလုံးလုံးတဲ့အခါမှာဆိုရင်ဥမာဖားကန်တို့ဘာလို့သွားမယ်ဆိုရင်မိတ်ဆွေတို့အများကြီးဒုက္ခရောက်နိုင်ပါတယ်အများကြီးမားနိုင်ပါတယ်ဒါကြောင့်မလို့မိတ်ဆွေတို့ကနော်လေးလာနေရသူပဲဖြစ်ပါစေတင်နှန်းသားပဲဖြစ်ပါစေတင်နှန်းသူပဲဖြစ်ပါစေတင်နှန်းတက်နေရသူပဲဖြစ်ပါစေပေါ့နော်တင်နှန်းနောက်ထပ်တက်မဲ့သူပဲဖြစ်ပါစေ ်ဘာပဲဖြစ်ဖြစ်ပါကျွန်တော်ကရှင်းပြခဲ့တဲ့အချက်လက်တွေကိုတင်းတင်းချာချာမေ့ကြည့်ပါအဲ့ဒီအချက်လက်တွေကိုသင်ပေးမယ်ဆိုရင်တော့အဲ့ဒီအချက်လက်တွေကိုတင်းတင်းချာချာရှင်းပြနိုင်တယ်ဆိုရင်တော့အဲ့ဒီသင်တန်းမျိုးကိုရွေးချယ်ပါအဲဆိုရင်တော့မေ့စရာတွေတကယ်ခဏလေးနဲ့တက်ပါလိမ့်မယ်အဲ့လိုမှမဟုတ်ဘူးကျွန်တော်ဒါတက်မှာမဟုတ်ပါဘူးအကျွန်တော်ကတော့ကျွန်တော်ရှိမှအခုရှင်းပြခဲ့တဲ့အချက်လက်တွေနဲ့ပတ်သက်ပြီးတော့အားလုံးကိုတစ်လအတွင်းကိုကျွန်တော်က တက်အောင်တခါလေတင်ပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတော့လုံးဝအာမခံနဲ့တင်ပေးတာဖြစ်ပါတယ်အဲကြောင့်အပြင်နေရာတွေမှာလည်းမိတ်ဆွေတို့ကအဲဒီလိုအာမခံချက်မျိုးတွေနဲ့ကောင်းကောင်းတင်ပေးတဲ့တင်တယ်မျိုးတွေဆိုရင်တော့တက်ဖို့အတွက်ကျွန်တော်အကြံပေးချင်ပါတယ်အဲကြောင့်အခုကျွန်တော်ရဲ့ဗီဒီယိုကြည့်တဲ့မိတ်ဆွေများနောက်ဗီဒီယိုမှာပြန်ဆုံပါမယ်ကျွန်တော်ပူကောင်းတဲ့ဗီဒီယိုတွေကိုကျွန်တော်နောက်ထပ်နောက်ထပ်တင်ပေးနိုင်အောင်လည်းအကောင်းဆုံးကြိုးစားပေးပါမယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်သိချင်တာရှိရင်ကျွန်တော်ကိုမန့်မှာမန့်ခဲ့လို့ရပါတယ်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ